မိဘရဲ့ကျေးဇူးတရားကိုသိမြင်နားလည်ပြီးတော့ကျေးဇူးဆက်ကြတဲ့ပုဂ္ဂိုလ်ကျေးဇူးသိကြတဲ့ပုဂ္ဂိုလ်တွေဟာဘလို့အကြီးကျူးအကျိုးကျေးဇူးတွေရနိုင်တယ်လေဆိုတာတော့ဒီအပိုင်းကိုပြောဖို့ရောက်လာပြီနော်အေးမြတ်စွာဘုရားကတော့မိဘကိုကျေးဇူးဆက်တဲ့ပုဂ္ဂိုလ်ပြုစုလုပ်ကျွေးတဲ့ပုဂ္ဂိုလ်ဟာဒီဘဝနဲ့ကိုပဲချမ်းသာတယ်တဲ့တူတူလေးဟောထားတယ်နော်ဒုက္ခမတ္တယတာလောကီယထောပိတ္တယတာဒုက္ခ အမိကိုလှုပ်ကြွေးပြုစေတဲ့ပုဂ္ဂိုလ်အဖကိုပြုစုလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်ဒီဘဝတွင်ကိုချမ်းသာလိမ့်မယ်တဲ့အဲ့ဒါအခုဒီခေတ်မှာမိဘကိုပြုစုလှုပ်ကြွေးလို့ချမ်းသာဒုက္ခနဲ့ပြည့်စုံကြတဲ့လူတွေအများကြီးရှိတယ်လက်တွေ့နော်လက်တွေ့နော်ဟိုဘဝကုပီတိအထိအကျိုးပေးမဆောင်ဘူးဒိဋ္ဌာဓမ္မဝေဒနိယကံအနေနဲ့ပြီးခင်ဖခင်တော့ပုံမှာတိတက်နန်းလက်လိမ့်မာတဲ့သာသမီဒီဘဝတွင်ချမ်းသာတာရှိတယ်ဟုတ်ရလားပြီးတော့ဦးဇင်းတို့ဟော တရားမင်းဖြစ်စေတတ်တဲ့ကံဆိုပြီးတော့မြတ်စွာဘုရားမဟာလိကိုဟောထားတာရှိတယ်။တရားဖြစ်အောင်ကျင့်ရမယ်အကျင့်တရား။ဟောမဟာလိမင်းသားကမြတ်စွာဘုရားကိုလာပြီးတော့လျှောက်တယ်ရှင်ဘုရားတဲ့။တရားမင်းဆိုတာကိုမြတ်စွာဘုရားမြင်ဘူးလားတဲ့။အဲ့တော့မြတ်စွာဘုရားကမြင်ဘူးတယ်လို့ပြောတော့အရှင်ဘုရားမြင်ဘူးတဲ့တရားမင်းကအတုအယောင်ပဲဖြစ်မယ်ထင်တယ်တဲ့။ဘုန်းဆိုတရားဆိုတာကတာမန်လူတွေမြင်ဖို့သိခဲရင်းတယ်။ငါကသူက တရားကိုဘုရားရဲ့မြတ်တော်အထင်ကြီးသေးသလားမသိဘူးသိလားအဲ့ဒီမဟာလိဖြစ်နေပုံကအဲ့ဒီမှာမြတ်စွာဘုရားကမဟာလိကိုပြောတယ်တရားမင်းကိုငါမြင်လဲမြင်ဘူးတယ်တရားဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာလဲငါကောင်းကောင်းသိတယ်တဲ့တရားအကြောင်းကအကုန်လုံးသိတယ်အဲ့ဒီမှာတရားဖြစ်အောင်ကျင့်ရမယ်ကျင့်စဉ်ဆိုတာထဲမှာမိခင်ဖခင်ကိုကြွေးမွေးရမယ်ဆိုတာတစ်ချက်ပါလေဟုတ်ရလားဒါဥစဉ်တို့မိဘနဲ့ပတ်သက်ပြီးတော့စုဆောင်းထားတာလေးပေါ့လေပြီးတော့သူဝနာတမဆက်ထဲမှာ မိဘကိုပြုစုလှုပ်ကျွေးတဲ့ပုဂ္ဂိုလ်များ衲တွေကတောင်ဆေးကုတယ်လို့ဒါရိုက်ပါဠိတော်ထဲမှာဟောထားတာရှိတယ်။အဲ့ဒါပေးတဲ့ဘောင်တရားကောင်းတို့ကိုဘဝမှာအခက်ခဲအကျက်သေးတယ်ဆိုတာတခါမဟုတ်တခါတွေ့ရတတ်တယ်နော်။ကျမ်းမာရေးအရာအမျိုးမျိုးသောအရေးတွေကြောင့်အစင်မပြေတာတွေတွေ့လာရင်ငါမိဘအပေါ်မှာစိတ်ကောင်းနှလုံးကောင်းထားတယ်တတ်နိုင်သမျှပြုစုတယ်လှုပ်ကျွေးတယ်။အီမန်နဲ့သစ္စာတကားကြောင့်အစင်ပြေပါစေ။ဒီတိုင်မကောင်းဘူးလား။အေးကိုဘဝမှာအစင်ပြေမှုတွေ ရနိုင်တယ်နော်နတ်တွေကတော့ဈေးကုတယ်လို့ပြောထားတယ်ဟုတ်ရလားအေးပြီးတော့ဦးဇင်းတို့ဟောမင်္ဂလာတရားဖြစ်တယ်တဲ့မိဘကိုကျွေးစုပြုစုလုပ်ကျွေးတာဒါကတော့ပေးတတ်တို့အလုံးသိပြီးသားပါအဲ့တော့မင်္ဂလာဆိုတာဘာတုံးဆိုတော့မကောင်းမှုကိုဖယ်ရှားပြီးတော့ကောင်းမှုတွေကိုတိုးပွားလာစေတဲ့သဘောအဲ့ဒါကိုမင်္ဂလာလို့ခေါ်တာမဟုတ်လားအဲ့တော့မိဘကိုပြုစုလုပ်ကျွေးတယ်ဆိုရင်ဦးဇင်းတို့စိတ်ထဲမှာသဘောပေါက်တာကတော့တေချာပေါက်ဒီပုဂ္ဂိုလ်ဟာနောင်တ အေးဟေးလိမ့်မယ်နောင်တရစရာအကြောင်းမရှိဘူးငါလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ခဲ့တယ်ကြည်နူးမှုဝါတာမှုအပြည့်ပေါ့နောက်မိဘနဲ့သားသမီးရဲ့ဆက်ဆံရေးမှာသားသမီးတွေကအမြဲတမ်းမိဘကိုကျေးဇူးရှင်တယောက်အနေနဲ့ချစ်မြတ်နိုးမှုနဲ့ဆက်ဆံမယ်ဆိုရင်မိဘတွေကအဲ့ထက်ထက်သားတဲ့မြစ်တန်နဲ့သားသမီးကိုပြန်ပြီးတော့မတုံ့ပြန်မေဘူးလားဘာသားသမီးလေးလိန်မာလိုက်တာတော်လိုက်တာသားသမီးကမိဘကိုတရားဖို့ပြီးတယ်ဆိုရင်မိဘကတထောင်ဖို့တထောင်ဖို့လောက်ခံစားတာ ဟုတ်ရမို့လားပြောကျင်တာကဘာတော့ငါပုံမှာပြင်ပြီးတော့တိတက်တယ်နော်ဆိုတဲ့အသိစိတ်လေးကြောင့်မိဘကသားသမီးကိုပူလို့တောင်းထပ်ပြီးတော့ချစ်ရတယ်မြတ်နိုးရတယ်အဲ့မှာမေတ္တာတွေတပတ်လည်သွားတယ်ပေါ့ဒါဥစဉ်တော့ကလောကကြီးကိုမိဘနဲ့သားသမီးဆက်ဆံရေးကိုအဲ့လိုဖြစ်စေချင်တာအခုတပတ်ကတိတ်မလဲကြဘူးဒီလားနောက်တခါကြီးမိုင်းများသားသမီးကမိဘပုံမှာပြင်ပြီးတော့တုံ့ပြန်မှုမရှိတော့မိဘတွေကလည်းသားသမီးကိုတိတ်ပြီးတော့ဘာတော့အကောင်းမပြောနိုင်ဘူး ဒီခက်ကလေးတွေကပြောလို့ကိုမကောင်းပါဘူးဆိုပြီးတော့မိဘတွေကလည်းသာသမီရဲ့အပေါ်မှာမြစ်တာကနည်းနည်းခန်းတဲ့သဘောမျိုးဖြစ်မလာပြီဘူးလားအဲ့ဒါပုထုရှင်သဘောတော့တကယ်ကြီးမိုင်းမြတော်တဲ့သာသမီနဲ့ဆိုးတဲ့သာသမီအတော်တဲ့သာသမီကိုကိုချစ်မှာပါပဲတန်ရောတဲ့အရာဆိုးတာလဲကိုသားဆိုးလို့မို့ကိုချစ်ရတာလေးတွေလည်းရှိတော့ရှိတာပေါ့ဒါပေမဲ့ကို့အပေါ်မှာတိတက်တဲ့စိတ်နဲ့ကျေးဇူးတရားကိုနားလည်တဲ့စိတ်နဲ့လိမ့်လိမ့်မာမာနေတဲ့သာသမီတုံ့ပြန်တဲ့သာသမီ အမြဲတမ်းကိုယ့်ပေါ်မှာကောင်းတဲ့သားသမီးကိုမိဘတွေဟာမေတ္တာတွေပို့ပြီးတော့မပေးနိုင်မေဘူးလားပေးနိုင်မယ်အဲ့ဒါလို့ဆိုရင်မိဘမေတ္တာကြောင့်သားသမီးမေတ္တာဖြစ်တယ်သားသမီးမေတ္တာကြောင့်မိဘမေတ္တာဖြစ်တယ်အဲ့ဒါလို့စည်စည်ကပ်ကပ်နော်စူးစူးပြည်ပြည်လေးနေရရင်ဒီမိသားစုตายရစရာမကောင်းဘူးလားအေးဒါကုသိုလ်တွေနော်တကယ်ယူမိုက်များကုသိုလ်တွေအဲ့ဒါလို့မဟုတ်ဖ ೇನೆ ကိုကပြန်လဲတုံ့ပြန်မှုသိမ့်မရှိဘူး၆ကပ်ကပ်နဲ့ဟုတ်လားမိဘပေါ်မှာမကြည်တယ်လို့ကြည်တယ်လို့လုပ်နေရင် မိဘကဘယ်လိုနေမတုံမချစ်ဘူးတော့မဟုတ်ပါဘူးသို့တော့အဲ့အကြီးကိုမြင်ရတာမိဘတွေရဲ့စိတ်ထဲမှာကြည်နူးမှုရှိမလားမရှိဘူးအဲ့ဒါမိဘတွေကလည်းသားသမီးတွေကိုတွေ့တိုင်းတပြစ်တောက်တောက်နဲ့ပြောအဲ့မှာသားသမီးနဲ့မိဘရဲ့ဆက်ဆံရေးကဘလို့ဖြစ်တော့ဘလို့မှအဆင်မပြေဘူးသားသမီးကလည်းမိဘကိုနားလည်းမပေးဘူးမိဘကလည်းသားသမီးကိုနားလည်းမပေးဘူးဟုတ်ရလားအဲ့ဒါလိုတယောက်တယောက်ကိုနားမလည်သေးနဲ့ဒီလိုနဲ့မဖြစ်လို့သာအတူတူနေနေရတယ်နေခြင်းလွန်းလို့ဆိုတဲ့စိတ်ကသိပ်ပြီးတော့ မရှိဘူးမကောင်းတော့ဘူးเนาะတကယ်ကမိုင်မြန်ဟုတ်ရလားဒါကြောင့်အဲ့ဒါမျိုးတွေမဖြစ်အောင်မေတ္တာတွေတပတ်လည်သွားအောင်မိဘကျေးဇူးကိုတည်မြဲနားလည်ပြီးတော့ချိုးသားတဲ့စကားအေဂျင့်နဲ့မေတ္တာတက်နိုင်တဲ့မြတ်ပြုစုယူရပြီးတော့ဖေးဖေးမမနေမယ်ဆိုရင်မကောင်းဘူးလားကောင်းတယ်ဒါကျေးဇူးဆက်ချင်းရဲ့ကျေးဇူးတည်ခြင်းရဲ့အကျိုးတရားတွေဘယ်သူညင်းနိုင်မလဲမညင်းနိုင်ဘူးဟိုနောက်ဘဝကြမှာရမယ်အကျိုးကျေးဇူးတွေပါလေဦးဇင်းတို့တိတ်မပြောဘူးနော်တခါယူမိုက်မြန် ဟုတ်ရလားအေးဒီဘဝတင်ကိုပဲအေးအေးချမ်းချမ်းမရှိပေဘူးလားရှိမယ်ဒါကြောင့်မိဘရဲ့ကျေးဇူးကိုတည်မြင်သားလဲပြီးတော့ဟောအ ਨੇ ဆုံးကျေးဇူးတည်တယ်ဆိုတဲ့စိတ်ဟာအင်မတန်ချမ်းသာတဲ့နူးညံ့တဲ့စိတ်တစ်မျိုးเนาะငါ့ပေါ်မှာ तू တော်တော်ကောင်းတာပဲဒါလေးစဉ်းစားမိတာနဲ့ဘာမှမတုံ့ပြန်နဲ့အိုးတေချာပေါ့ကိုယ်စိတ်ထဲမှာကောင်းတဲ့သဘောဖြစ်ကိုဖြစ်တယ်ပေးတဲ့တို့ခံစားလို့ရတာဥစဉ်ပြောတာကိုအေးအဲ့ဒီစိတ်တွေများလာလို့ရှိရင် ငါအမေကိုဘာလို့ပေးရမလဲငါအဖေကိုဘာလို့ပေးရမလဲအဲ့ဒီစိတ်တောက်လျှောက်ဆက်ပြီးတော့မဖြစ်ပေဘူးလားဖြစ်မှာပဲကောင်းတာတွေအများကြီးဆက်ဖြစ်သွားမှာနော်ဒါကြောင့်မိဘရဲ့ကျေစုတရားတွေကိုအများကြီးသိအောင်ကြိုးစားရမယ်ဦးဇင်းတခါတလေစဉ်းစားကြည့်တာကကိုကိုတိုင်းမိဘနေရာကိုရောက်နေတာတောင်မိဘရဲ့အကြောင်းကိုမစားနိုင်နိုင်တဲ့လူတွေကိုဦးဇင်းကတော်တော်ကိုအံ့ဩတယ်သိလားအဲ့ဒီကိစ္စကိုသိလားရှိတယ်နော်တခါကြီးမိုင်းမြရှိတယ် ဒါကြောင့်ဘေးတပောင်းသူတော်ကောင်းတို့မိဘဂျေဇူးဆက်သွောအဖြစ်ရနိုင်တဲ့အကျိုးကျေးဇူးတွေကိုပြောရင်ကုန်နိုင်မွေရရှိမလားမရှိဘူး